ခုတစ်ပတ်မှာတော့ကရင်ပြည်နယ်၄ကီကောဒေတာတိုက်ပွဲတွေနဲ့ပတ်သက်ပြီးပြောပြပါမယ်။စစ်တပ်ကကော့ဂရိတ်မြဝတီအာရှဝေးပြေးလမ်းမတင်ကန်းညီနောင်ဗျူဟာလက်ခတ်တောင်တာဝါတိုင်းစကန်ကုန်းစတာတွေကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တဲ့နောက်၄ကီကောဒေတာကိုစက်တင်ဘာလ23ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ပါတယ်။၄ကီကောမြို့တွေကို KNLA PDF နဲ့မဟာမိတ်တပ်တွေက2024အောက်တိုဘာ18ရက်တုန်းကအပီးသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ 6K ကောမြို့သစ်တမိုင်းကျောင်းအချင်းချုပ်လေးအရင်ပြောပါမယ်။ 6K ကောကိုဦးသိန်းစိန်ဆိုရလက်ထက်2015ခုနှစ်မှာငိမ့်ချန်ရီမြို့သစ်အဖြစ်နီပေါ်ဖောင်ဒေးရှင်းအကူအညီနဲ့အကောင့်ထဲဖောခဲ့တာဖြစ်ပါတယ်။အင်ဂျီ600ကျော်ရှိပြီးမြို့သစ်လုံခြုံရေးကို KNU KNLA တမဟာ6ကတာဝန်ယူခဲ့တာပါ။2021အာနာသိမ့်ပြီးနောက်မှာတော့ငိမ့်ချန်စွာဆန္ဒပြတဲ့ပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်တဲ့စစ်တပ်ကိုတော်လှန်ဖို့အတွက်ထွက်လာတဲ့သူတွေက ၄ကီကောမြို့တင်မှာလာရောက်ခိုးလုံကြပါတယ်။ဒါပေမဲ့အာနာသိန်းစစ်တပ်က၄ကီကောမြို့တင်မှာခိုးလုံနေတဲ့လွှတ်တော်အမတ်တွေ CDM ဝန်တန်းတွေစစ်တပ်ဆန့်ကျင်သူတွေကို2021ဒီဇင်ဘာလမှာပဲဝင်ရောက်စီးနှင်ဖမ်းဆီးလို့ KNLA ဦးဆောင်တဲ့တော်လန်ရေးတပ်တွေနဲ့စစ်တပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။အဲ့ဒီနောက်စစ်တပ်က၄ကီကောဒေသမှာတက်ဆွဲပြီးထိန်းချုပ်ခဲ့ပါဗျ။ဒါပေမဲ့ KNLA နဲ့ပူးပေါင်းတပ်တွေက2024မတ်လဇန်မှာစတဲ့ထိုးစစ်အတွင်း စစ်တပ်စခန်းအများအပြားကိုပြန်ပြီးဇက်တိုက်သိမ်းနိုင်ခဲ့ပါတယ်။2024အောက်တိုဘာ18ရက်မှာတော့ KNLA PDF နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ပြီး 6K ကောကိုပြန်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲနောက်တနစ်ကန်ကြာမှာတော့စစ်တပ်က DKBA ဗိုလ်ဘီရဲ့ခွဲထွက်အဖွဲ့အကူအညီနဲ့ကွန်ကရစ်မြောက်ဝတီလမ်းကိုပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့သင်ကန်းညီနောင်ဘူဟာလက်ခတ်တောင်တာဝါတိုင်းစကန်ကုံစတာတွေကိုထိန်းချုပ်ပြီးနောက်မှာ 6K ကောဒေသကိုပြီးခဲ့တဲ့လ စက်တင်ဘာ23ရက်ကစပြီးတံပြန်ထိုးစစ်ဆင်းလာပါတယ်စစ်တပ်ကတမ22လက်အောက်ခံတရင်တွေကို3ရင်း W ဟာဖွဲ့ပြီးတော့ view ဟာ3ခုနဲ့ခွဲပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ view ဟာ221 222နဲ့223ဆိုတဲ့3 view ဟာနဲ့ W ဟာကိုအင်အား400ကျော်စီပါပြီးစစ်ကြောင်းထိုးလာတာလို့32 view ဟာရဲ့ပူပေါင်းစစ်စင်ရေးမှုဘုံမူသူရစောတာဘောက people spring ကိုပြောပါတယ် KNU KNLA အောက်ကဗျူဟာမှတ်30နှစ်ဆိုတာကတမဟာ6ကဒေါ်လာရေးတရင်တွေကိုပူးပေါင်းထားတဲ့ဗျူဟာကိုခေါ်တာပါဒီထဲမှာ Cobra စစ်ကြောင်း Jetnet နဲ့စစ်ကြောင်း Venom စစ်ကြောင်း Justice Soldier စတဲ့မဟာမိတ်စစ်ကြောင်းတွေနဲ့ပူးပေါင်းထားတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ထိုးစစ်အခြေအနေနဲ့ပတ်သက်ပြီးသူဆက်ပြောတာက W ဟာကတော့တောင်ရှိကြောက်ကူဘက်ကိုထိုးစစ်ဆင်တယ်။နောက် W ဟာက၄ကီကော်ရဲကိုထိုးစစ်ဆင်တယ်။ကျန် W ဟာကတော့ထီမဲ့ဝါခီဘက်ကနေထိုးစစ်ဆင်တယ်လို့ ဥပပေါင်းစစ်ဆေးရေးမှုကပြောပါတယ်။တလတာအတွင်းတိုက်ပွဲပေါင်း55ကြိမ်ခန့်ဖြစ်ခဲ့ပါတယ်။နေ့တိုင်းတိုက်ပွဲတွေဖြစ်ခဲ့ပြီးတချို့နေ့တွေမှာဆိုရင်တစ်ရက်ထဲတိုက်ပွဲ3-4ကြိမ်ဖြစ်ပွားပါတယ်။အခုရက်ပိုင်းတိုက်ပွဲတွေမှာလည်းစစ်တပ်အထိနာပြီးဖျို့ဖျဲဖြစ်နေတယ်လို့ဘုံမူသူရစောတာဘောကပြောတာပါ။တိုက်ပွဲစတဲ့တလအတွင်းမှာလက်နက်နဲ့အလဲဝင်လာသူ၄ဦးဖမ်းဆီးရမိသူ၃ဦးရှိပြီးမြေပြင်မှာသိမ်းဆီးရမိတဲ့လက်နက်က၅လက်ရှိတယ်လို့သူကဆက်ပြောပါတယ်။နောက်ပြီး ဗျူဟာသုံးဗျူဟာနဲ့ထိုးစစ်ဆင်လာတယ်။ဆလာကလေးကအယောက်1200ဆိုတော့ဗျူဟာကိုအင်အား400လောက်ပေါ့။အခုဆိုရင်သူတို့အဖွဲ့အစည်းပုံတော်တော်လေးကိုဖျို့ဖျဲဖြစ်နေပြီ။အခုဆိုဗျူဟာ300လောက်ပဲကျန်တော့တယ်လို့ဘုံမူသူရစောတာပေါ်ကပြောတာဖြစ်ပါတယ်။အရင်လစက်တင်ဘာ23ရက်ကစတဲ့ 6GB ဒေတာတိုက်ပွဲကတလအတွင်းမှာစစ်ကောင်စီတရဲဒုတရင်မှုတူအပါအဝင်အယောက်150လောက်သေဆုံးပြီး200ကျော်ဒဏ်ရာရတယ်လို့လည်းဘုံမူကဆက်ပြောပါတယ်။ စစ်တပ်က၄ကေကောဒေသတိုက်ပွဲအတွင်းမှာစစ်မှုတန်းတပ်သားတွေကိုအများဆုံးအသုံးပြုထားတယ်လို့လည်းသိရပါတယ်။စစ်သားတွေကိုမူးယစ်ဆေးကျွေးပြီးအသေးခံတိုက်ခိုင်းတဲ့ဗျူဟောင်းသုံးနေတာလည်းဖြစ်ပါတယ်။အဲ့ဒီစစ်သားတွေကတော်လန်ရေးတပ်တွေရဲ့ပြစ်ခတ်မှုကြောင့်ရှေ့ကစစ်သားတွေတနက်ကြီးထိမှန်သေတောင်မြင်တောင်အသေးခံဆက်တက်ကြတဲ့အတွက်သေဆုံးမှုများတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ဒါကြောင့်လဲစစ်သားတွေကမူးယစ်ဆေးကျွေးပြီးအသေးခံတိုက်ခိုင်းတာခံရတယ်လို့ ဒေါ်လာရဲ့ရဲဘော်တချို့ကသုံးသက်ကြတာပါအဲ့ဒီလိုစစ်တပ်စစ်ကြောင်းတွေအထိနာပြီးတဲ့နောက်မှာနေမြေပူကျွမ်းတဲ့ BGF တပ်ရင်းတချို့ကိုသုံးခဲ့ပါတယ်စစ်တပ်ကအင်အားအများပြသုံးပြီးတိုက်နေတယ်လို့လေးချောင်း drone လက်နက်ကြီးတွေကိုလည်းအတော်ကြီးသုံးနေလို့ဒေါ်လာရဲ့တပ်တွေကထိခိုက်မှုနည်းအောင်ခံစစ်အရှင်ထားပြီးရွေရှားခံစစ်ဗျူဟာနဲ့ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်တိုက်ပွဲရဲ့ကြာလာပေမဲ့စစ်တပ်ကအင်အားအများပြသုံးနိုင်တယ်လို့တစ်ဖက်မှာ BGF အကူအညီရနေတာ လက်နက်ကြီးပစ်ကူနဲ့အသေးခံ drone တွေဖောဖောတိတိသုံးနိုင်တဲ့အတွက်စစ်တပ်ကစခန်းတွေကိုဇက်တိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။လေးကီကော်မြူနာကရေကန်ကုန်းစခန်းစက်တင်ဘာလကုန်မှာစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။လေးကီကော်မြူတဲ့ကိုလည်းစစ်တပ်ကအောက်တိုဘာလထဲမှာတဖြည်းဖြည်းချင်းပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့အောက်တိုဘာ16ရက်မှာ BGF ရဲ့ရှစ်သုံးလုံးဗျူဟာဒူဗျူဟာမူကုတ်ခဲ့တဲ့စစ်ကြောင်းနဲ့စစ်တပ်ရဲ့ပူးပေါင်းတပ်တွေကဖလူးရွာဘက်ကိုစစ်ကြောင်းထိုးလာခဲ့ပါတယ်။ BGF နဲ့စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေကဖျက်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့လို့အထိနာသွားတဲ့အကြောင်းတော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်ဖလူးရွာနဲ့၄ကီကောမြို့သည်ဆိုတာက10မိုင်ကျော်กว่าဝေးတာပါစစ်တပ်ကတိုက်ဆုံထိခိုက်သူများရင်လဲသူထိန်းချုပ်ကျင်တဲ့ဒေသတွေကိုရဖို့အင်အားအများပြားသုံးဖိအားပေးတဲ့နည်းပြဟာသုံးခဲ့လို့၄ကီကောဒေသကဆုံးရှုံးထားတဲ့နေမျိုးတွေကိုထတ်တူသိမ်းပိုင်နိုင်ခဲ့ပါရယ်အောက်တိုဘာ18ရက်က၄ကီကောဒေသမှာစစ်ဗျူဟာအရရေးပါတဲ့ ်ဆွဲတော်ကုန်းကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကော်ဘရာစစ်ကြောင်းကလည်းဆွဲတော်ကုန်းပြူဟာကိုသိမ်းနိုင်ခဲ့တော့ကုန်းပေါ်မှာအထိုင်မချပဲစခန်းကုန်းကိုဆက်တွေနဲ့ထိုးမြေးညှိပြီးပြောင်းဖြစ်အောင်လုပ်ခဲ့ပါတယ်။ဒါကြောင့်စစ်တပ်အနေနဲ့ပြန်တက်ဆွဲဖို့ခက်ခဲမယ်လို့စစ်ရေးသတင်းရင်းမြစ်တအူကပြောတာပါ။ဘီဟာ30နှစ်ဦးဆောင်တဲ့တော်လန်ရေးတပ်တွေကရွေရှားခံစစ်နဲ့စစ်တပ်စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်တာကြောင့်လူနဲ့လက်နက်ပြအားမမျှလို့စုပ်ပေးရပါမယ်။ထိခိုက်ကြဆုံးမှုမှာတော့ စစ်တပ်နဲ့ရှင်ရင်နဲပါတယ်။ဒါပေမဲ့တိုက်ပွဲတွေမှာတော်လန်ရေးရဲဘော်တွေထိခိုက်ကြဆုံးမှုတော့ရှိခဲ့ပါတယ်။လက်တလုံးမှာတော်လန်ရေးတပ်တွေကမင်းလက်ပံနဲ့ဖလူးကျေးရွာဘက်မှာစစ်တပ်ရဲ့စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်နေတယ်လို့ဗိုလ်မှူးကပြောပါတယ်။စက်တင်ဘာ23ရက်ကနေအောက်တိုဘာ23ရက်အထိတလတာ၄ကီကောဒေသတိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး၂ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင် နေအိမ်ပေါင်းရာနဲ့ချီ မိရှို့ဖြက်စီးခံရတယ်လို့ဆိုပါတယ်။အရက်သားအများပြလဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတချို့ကပြောပြတာပါ။စစ်တပ်ကဆွဲတော်ကုန်းကိုထိန်းချုပ်ပြီးတော့ 6K ကဒေသမှာ BGF ကလုတ်ကိုင်းနေတဲ့ KK Park ကကြားဖြန့်လုပ်ငန်းတွေကိုဟန်ပြဖမ်းဆီးပါတယ်။ပြီးတော့အဲ့ဒီကြားဖြန့်လုပ်ငန်းတွေကို KNU ကလုပ်နေတာပါလို့စွဆွဲပါတယ်။ဒါအပြင်အောက်တိုဘာ22နဲ့23မှာလဲ KK Park ကကြားဖြန့်လုပ်ငန်းတွေကိုစီးနှင်းမယ်ဆိုပြီး လောက်ကိုင်းနေတဲ့တရုတ်ပါဝင်နိုင်ငံခြားသားတွေနဲ့မြန်မာဝန်ထမ်းတွေကိုတင်းရှောင်ခိုင်းပါတယ်။ဒါကြောင့်ခေခေပေါက်မှာဝေယုံတုံကဖြစ်နေတာပေါ့။အောက်တိုဘာ23ရက်ညမှာတော့စစ်တပ်နဲ့ BGF ကကြားဖြန့်လောက်ကိုင်းတဲ့အဆောက်အအုံတချို့ကိုဖျက်ဆီးတယ်လို့ထိုင်းသတင်းဌာနတချို့ကဖော်ပြကြပါတယ်။ KNU အနေနဲ့လည်းစစ်တပ်ရဲ့ကြားဖြန့်နဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေပေါ့။မကြာခင်မှာတရားဝင်တုံ့ပြန်ဖြေရှင်းပွဲရှိပါတယ်။အခုတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ဒေသခံတွေလည်း လလော့စဲကြားဖြန့်ယုံတွေကထွက်ပြေးသူတွေလောက်လူအများရဲ့အာယုံဆိုင်မှုမရသေးပါဘူးစစ်တပ်ရဲ့ကြားဖြန့်နှိမ်လေးရေဟန်ပြလုပ်ရတွေကြားမှာလေးကေကော်ဒေတာရဲ့စစ်ရေးအခြေအနေတွေကဘလို့ဆက်ဖြစ်လာမလဲဆိုတာကိုတော့သတိထားစောင့်ကြည့်နေရမှာဖြစ်ပါရဲ့ရှင်အခုပြပြသွားတဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာနားဆင်နိုင်ပါရဲ့ရှင်